မြန်မာနိုင်ငံအတွင်းနဲ့ကမ္ဘာကြီးရဲ့ဘယ်နေရာမှာဆိုချိတ်ဆက်ဖို့ဦးရီတူရဲ့အားလုံးအတွက်အခမဲ့အစီအစဉ်လာပါပြီ။ဦးရီတူအချင်းချင်းအခမဲ့ဖုန်းခေါ်ဆိုခွင့်နဲ့ Viber B. လုံးဝအခမဲ့တုံးဆွဲခွင့်လို့ဒီပိုင်းလေးရောက်နိုင်ပါပြီ။ Star 133 Hash ကိုအခမဲ့ခေါ်ဆိုလိုက်ပါ။အာယာမီမာဟဲ မြန်မာဂျူးကွန်မြူနတီကကျင်းပတဲ့မြန်မာချွန်လုံခီးသွားလုပ်ငန်းဆင်းနစ်ပြည်နယ်ဟပီဟာနူကပွဲတော်ကိုဒီဇင်ဘာ28ရက်နေ့ကစတန်ဟိုတယ်မှာကျင်းပခဲ့ပါတယ်။ဂျူးလူမျိုးတွေရဲ့အစဉ်လာပြုလုပ်တဲ့ဟာနူကာမီးထွန်းပွဲတော်နဲ့မြန်မာချွန်လုံခီးသွားလုပ်ငန်းဆင်းနစ်ပြည်ကို ဘာသာပေါင်းစုံကလူတွေနဲ့မြန်မာခီးသွားလုပ်ငန်းရှင်တွေတက်ရောက်ခဲ့ကြပါတယ်။အခုကျင်းပတဲ့ပွဲကိုစီစဉ်နှမျိုးနဲ့ကျင်းပတာဖြစ်ပြီးဘာသာပေါင်းစုံလူမျိုးတွေပါဝင်လာကြဝမ်းသာသလိုပဲနောက်နှစ်တွေမှာလည်းဆက်လက်လှုပ်ဆောင်သွားမှာပါ။ဟုတ်ကဲ့ Double Celebration ပေါ့နော်ပထမတစ်ခုကကျွန်တော်နှစ်စဉ် ပြုလုပ်နေကြဖြစ်တဲ့ဟာနူကာဆိုတာပေါ့နော်အာမိထွန်းပွဲတော်လေးပါဒါဂျူးဘာသာတွေရဲ့မိထွန်းပွဲတော်အဓိကရွယ်ချက်ကတော့ကျွန်တော်တို့ဘာသာပေါင်းစုံစုစည်းမှုဆိုတဲ့အထိမ်းအမှတ်နဲ့ကျွန်တော်တို့နှစ်စဉ်နှစ်တိုင်းမိထွန်းပွဲလေးကျင်းပါတယ်အာဘာသာပေါင်းစုံကအာလူကြီးတွေအကုန်လုံးတက်ရောက်ပါမယ်နောက်ပြီးတော့ကျွန်တော်တို့ဒါနိုင်ဝင်ကြီးဝင်ကြီး နောက်တက်ရောက်မယ်ဆိုတဲ့အတွက်ကျွန်တော်တို့အများကြီးဝမ်းသာမိရပါတော့ကျွန်တော်တို့ကလူငယ်စုလေးဖြစ်တယ်ရှလုံးမြန်မာရှလုံးဆိုတာကျွန်တော်ကို10နှစ်ပြည့်ခဲ့ပါပြီကျွန်တော်ဒီမြန်မာပြည်မှာဆိုတာ tourism တကယ်အရေးကြီးတဲ့အခန်းကဏ္ဍအနေပါဝင်ပတ်သက်နေတယ်လို့ကျွန်တော်ယူဆတယ်အဲ့တော့ကျွန်တော်တို့တွေအခုဒီက10နှစ်ပြည့်ခဲ့တယ်နောက်နှစ်ပေါင်းများစွာလည်းဆက်လက်ပြီးတော့ရှေ့ရှောက်လုပ်ကံသွားမယ်လို့လည်းမျှော်လင့်ပါတယ်2016ခုနှစ်ကတည်ထောင်ခဲ့တဲ့မြန်မာရှလုံး travel ကတိုင်းပြည်ဒုတိယရင်းမှာပါဝင်နေတာဖြစ်တယ်လို့ရင်းချရေးအတွက်လည်းလှူဆောင်နေတာကြောင့်အားပေးပါတယ်လို့ ဦးစံမင်းနိုင်ကပြောပြပါဗျာ။အမ်မီတီဖို့မျိုးတိုးတက်ဖို့ဆိုတာငြိမ်းချမ်းရှိမှရအောင်အဲဒီရှာလုံးအဖွဲ့ဟာဆရာတို့ကဘာမှာငြိမ်းချမ်းရေးမြန်မာနိုင်ငံမှာလည်းအစအစအရာရာတိုးတက်ဖွံ့ဖြိုးဖို့အတွက်တရတအားပါဝင်ကူညီဆောင်ရွက်တဲ့နေရာမှာဒီအဖွဲ့စီကလည်းအဲတကယ်ကိုဆွမ်းဆွမ်းတမန်ကူညီဆောင်ရွက်တဲ့အဖွဲ့ဖြစ်တဲ့နိုင်ငံတော်အစ်စ်ကိုသွားနေတဲ့အတိုင်းပြည်ဖြစ်တဲ့အတွက်ကြောင့် ငញ្ញံရေးအတွက်စ조사ဆွမ်းဆောင်တဲ့ဖွဲ့စည်းအသီးသီးကိုအန်ကယ်လို့အားပေးတဲ့တကဘာလုံးမှာငញ្ញံရေးအတွက်ဆူတောင်းနေကြတာဖြစ်ပြီးဘာသာပေါင်းစုံကလူတွေနဲ့မိတ္တဟာယဖွဲ့ဆူတောင်းတာကကောင်းတဲ့အပြုမူဖြစ်တာကြောင့်နောက်နှစ်တွေမှာလည်းဆက်လက်လှုပ်ဆောင်စီရင်ပါတယ်ဒီအစီအစဉ်ဟာဂျူးဘာသာများအတွက်အမတန်အရေးကြီးတဲ့ဘာသာအစီအစဉ်တစ်ခုဖြစ်တယ်ဂျူးဘာသာနဲ့ဆက်သွယ်တဲ့ဒီရှလုံ travel agent ကအောက်စီဇင်ဆောင်ရွက်တဲ့အခါမှာတို့ ဘာဘာတော့မှရှိရတဲ့လူတွေအားလုံးဟာလူဘာစုစည်းပြီးတော့ငင်းချမ်းရေးအတွက်ဆွတ်တောင်းနေကြတယ်။ဘာဝင်ပြီးတော့ပိဋကအပွဲစားတော့တယ်ဆိုတာအမြဲတမ်းကောင်းတဲ့လက္ခဏာပါပဲ။ဒါကိုနောက်အစီအမြဲလုပ်လိုက်သလိုဂျာပါတာဝင်များလည်းပဲဒီပုံမှာခြေခံပြီးတော့ဆက်လက်ပြီးတော့ဆင်နွှဲနိုင်ပါစေ။ဆွတ်တောင်းနိုင်ပါစေ။ဥပပေါင်းဆောင်ရွက်နိုင်ပါစေ။လူကလက်တွဲပြီးတော့ရပ်တည်နိုင်ပါစေ project ။